အားလုံးပဲမင်္ဂလာပါရှင်ကျွန်တော်ရဲ့ channel ကနေပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီကနေ့မှာတော့ကျွန်တော်ရဲ့ channel ကနေဓမ္မဒိနာထေရီဆိုတဲ့အကြောင်းအရာလေးကိုဖတ်ပြတင်ဆက်ပေးမှာဖြစ်ပါရရှင်အကြောင်းအရာလေးကိုမတင်ဆက်ခင်မှာတော့ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုပါရရှင်ဟုတ်ကဲ့ပါရှင်ဒါဆိုရင်တော့အကြောင်းအရာလေးကို အခုပဲဖတ်ပြတင်ဆက်ပေးမှာဖြစ်ပါရရှင်မြတ်ဗုဒ္ဓ၏လက်ထက်တော်အခါကအမျိုးသမီးများသည် အမျိုးသားများနေတူ တာဒနာဝင်ထံရှင်ဟံဘုရားကိုခံယူဝိရကြကုန်၏ပိဋကတုံမောသာပရိတံပိတပတ္တယဟန္တာထေရီများစွာ ပေါ်ထွန်းခဲ့ကြသလိုဧတတဆူရူးများကိုလည်းထူးချွန်ပြောင်များစွာစုခူးနိုင်ခဲ့ကြကုန်၏ဤဘာတာကဘာမှပြန်ရည်တွက်သောလွန်ခဲ့သောကဘာတသိန်းကာလတွင်ပွင့်တော်မူခဲ့တဲ့ဗုဒ္ဓမတ္တမြတ်စွာဘုရားရှင်လက်ထက်တော်အခါကဖြစ်ပေတယ်ဓမ္မဒိဏထေရီလောင်းသူတော်ကောင်းအမျိုးသမီးသည်ဟန္တာဝတီမင်းနေပြည်တော်၌ ူစီရဲ့ကျမတူဖြစ်ခဲ့လေတယ်။တကြွတူဤအိမ်၌အခစားအလုံးလောက်ရသူကျမဖြစ်တော်လေ။ကိုချင်းတီလာကို အမြဲတစေဆောင်ရှောက်ထိန်သိမ်းလေ၏။တနေ့တော့ထိုမျိုးသမီးလေးရေခိုင်ရန်အတွက်မြင့်စိတ်သူအသွာအလိုဧကတဝကမထေမြတ်ကြီးပါလား။လန်ခီတွင်ဖျားရှိဧကတဝကသူဇာတမထေဆုံးခန့်ကြွာလာသည်နှင့်တိုက်ဆိုင်နေ၏။ငါစားဖို့ယူဆောင်လာတဲ့မုတ်ကူလူမပဲ။ ူစီရဲ့အမျိုးသမီးလေးလေမိမိနိုင်ပါလာတဲ့မုတ်ကိုတရားကြည့်ပြစွာဖြင့်မထေမြတ်အားလောင်းလူလိုက်လီတော်တယ်မထေမြတ်သည် သူစီရဲ့မလေးကိုချီးမြှောက်တော်အားဖြင့်အနီနာရှိတစ်ပင်ရိပ်အောက်တွင်ထိုင်တော်မူကထိုဆွန်းကို ဖုံးပေးတော်မူလီတော်တယ်အရှင်သူစာတမထေမြတ်သည်ဤတော်ဒသမပမထလာခြင်းမူမုတ်ဆွန်းလူတော်ကောင်းမှုသည် နေခြင်းမိအကျိုးပေးနိုင်စွမ်းရှိပါ၏မုတ်ဆွန်းကိုဖုံးပေးနေသောမထေမြတ်ကိုကြည်ကား တတပိတိတူဝါရပြန်သည်ဖြင့်အရှင်ဖျားတပိတော်မအိမ်သို့ကြောတော်မူပါ နေစွန်ဆက်ကလူရန်ပြရစေကောင်းပြီတကားမတတယူဖိတ်ကပင့်ဆောင်ခဲ့ပါတော့လေနေလုံနေစာကျုံမတူမှုလူဘဝဝိထုအစင်းသည့်ရှိမနေခဲ့ပါသူကလမ်းတွင်စဉ်စားကြံစည်လာခဲ့သည့်အတိုင်းရှေလျားဖြောင့်စင်သောမမိစပင်ကိုဖြတ်တောက်ပြီးရသည်မြနှင့်ရောင်းချလိုက်တော်တယ်သူမှရရှိလာတဲ့အသက်ပြားနှင့်မထေမြတ်အား မုံမြတ်သောနေစွမ်းကိုစက်ကလူနန်းလေးတဲ့အလောရှင်တထင်းအိမ်သို့ရောက်သောအခါနေဝဲကျူးနေချီပြီအမီတင်အဖက်ကြောင့်နောက်ကျပြီးမှရောက်လာရသည်နိထို့အခါသူစီရင်မှလည်းမနေ့ပိုင်းကမမိဤဌာနအကြောင်းကိုတထေအားပြောကြရတော့ဤသူမဤစကားအစုံသောအိုအမီတင်ဤစိတ်ထားသည်ချီကျူးလင်းစားဝယ်ပင်တည်တထေလည်းနေတဲ့ဝမ်းမြောက်လာသည်ဖြင့်သူစီရင်ကျူမာလီကိုမမိသားနှင့်ထင်းများပေးကား ချွေးမပြူလီတော်တယ်။ထိုချွေးမသည်တနေ့မှာတော့ရကမဖြစ်သူတတိကတော်ကြီးနှင့်တကွဗဒုမုဒ္ဒရာဖျားရှင်ထံတော်သို့တွားရောက်တရားနာယူခဲ့လီတော်တယ်။ထိုစဉ်အခါဖျားရှင်ကသူဤတပြင်းမှဘိက္ခုနီထေရီတပါးကိုတရားဟောကောင်းသည့်အရာဝဲအမျက်ဆုံးအသားဆုံးဓမ္မဂတိကဧတတရာလူ၌ထားတော်မူလေ၏။ငါလေထိုအရှင်မကဲ့သို့ဓမ္မဂတိကဧတတရာရှိသော ပုဂ္ဂိုလ်ဖြစ်ရသော ကောင်းလေစွာ ထို့သူစိတ်ကြံဖြစ်လေသည်ဖြင့်ဖယားရှင်အမှုပြုသောတန်ဃာတော်များကိုပင့်ဖိတ်ပြီးကြီးစွာသောဒါနကိုပြုလျက်အရှင်ဖျားဤကုသိုလ်ကောင်းမှုကြောင့်နောက်ဖျားတဆူဆူဤသာသနာတော်ဝင်ဓမ္မဂတိကဧတတရာသူဘိက္ခုနီဖြစ်ရပါလို့ဤအရှင်ဖျားဘုဒ္ဓမုဒ္ဒရာဖျားရှင်လေအနာဂတန်တညာအနာဂတ်ကိုကြုံမြင်သောဉာဏ်ဖြင့်ကြည်တော်မူလျာစွတ်တောင်းမှုပြည့်မီကိုတည်လီတော်ဤအမျိုးကောင်းသမီးသည် နောက်အခါကဘာတသိန်းကာလ၌ပြွင့်တော်မူမိဂေါတမမြတ်စွာဘုရားရှင်၏တာသနာတော်ဝင်ဓမ္မဒိနာထီရီအမည်ဖြင့်ဓမ္မဂတိကအေတတစုတုကိုစုခုရရှိပေလိမ့်မည် ထိုတတိချွေမှလည်းအသက်ထက်ဆုံးကုသိုလ်ကောင်းမှုများကို ပြုလုပ်နေထိုင်ပြီး ထိုဘဝမှတည်လွန်လေသော လူပြည့်နှက်ပြည့်တို့၌အချိန်ချင်းကျင်လည်ခဲ့ရ၏ထိုတို့ကျင်လည်ရင်ကဘာတသိန်းကာလလွန်မြောက်ခဲ့ပြီးဂေါတမမြတ်စွာဘုရားရှင်ပွင့်ထွန်းတော်မူသောအခါ ရာသူပြည်ဝဲတထေသမီးဖြစ်လာ၏အရွယ်ရောက်သောဝိတာကားတထေနှင့်ချိန်များလက်ထပ်ပြီးဓမ္မဒိန်နာတထေကတော်ဟုထင်ရှားလာလေတယ်။ယောက်ျားဖြစ်သူဝိတာကားတထေသည်ရာသူပြည့်ရှင်ဗေမိတာရမင်းကြီးနှင့်လွန်စွာယဉ်သည့်သူဖြစ်လေတယ်။မြတ်စွာဘုရားရှင်လည်းဖရာအဖြစ်သူရောက်တော်မူပြီးရှင်လအကြာ ပြာသူလာပြည်နေ၌ရာသူပြည်သူကြောက်ရောက်တော်မူလာ၏။ဗေမိတာရမင်းကြီးနှင့်တကား ရာဇဂြိုမြို့သူမြို့သားတသိန်းနှစ်သောင်းတို့သည်ဖျားရှင်အားဖူးမြော်ကြီးညိုတရားနာယူကြကုန်၏တရားဒေသနာတော်၏အစုံ၌ဗမေတာရမင်းကြီးနှင့်တကားမြို့သူမြို့သားတသိန်းတသောင်းတို့သောတာပတိဖို့သို့ဆက်ရောက်ကြကုန်တော်တယ်ထို့အထဲမှာတော့ဝိတာခာတတိလည်းအပါဝင် ဖြစ်ပြီးတော်တယ်ဖျားရှင်၏တရားတော်ကအံ့ဩပနံထူးဆန်းလာပါပေ၏ငါသည်အပင်လေးပါသို့ကြောက်ရွံ့ရန်မရှိတော်ပေ ဝိတာခာတတိလေဖယားရှင်ဤတေယကအရိယပုဂ္ဂိုလ်ဖြစ်ပြီးမှအခွင့်အခါတင်နိုင်မှာဖယားရှင်ထံပေါက်၌တရားတော်ကိုနာယူခဲ့လေတော့တယ်။တနည်းတော့တရားနာယူရင်ဒုတိယမိနှကြိမ်မြောက်တရားသူတင်မြင်ကတက္ကဋာကံပုဂ္ဂိုလ်ဖြစ်ခဲ့ပြန်တော့တယ်။ဒီနေ့မှာတော့တရားနာယူပြန်ရာတတိယအကြိမ်တရားသူတင်မြင်ပြီးအနာဂတ်အရိယအစဉ်သို့ရောက်ရှိခဲ့၏။ယနေ့မှစ၍ကိုဒါနာမီစိတ်မနာတော့ ဒေါသကိလေသာကိုအကျွင်းမဲ့ပယ်တတ်နိုင်ပြီဖြစ်သောဝိတာခတတိအိမ်အပြန်မှာတော့အခါတိုင်းနေ့များနေမတူကြည်လင်ငိမ့်တဲ့အေးငိမ့်လျက်ရှိကြ၏အခါတိုင်းပြုံးရွှင်နေတဲ့တတိသည်ဒီနေ့တည်ငိမ့်လှကြည်လားအလိုထူးခြားလှပေပြီ၏ငါ၏အရှင်ဝိတာခဤကဲ့သို့အိမ်ဒီကြီးစွာ လာနေရခြင်းမှာအပေကြောင့်ပါနီတတိအိမ်ကြီးဟာအဝတို့ရောက်တော့ဓမ္မထိန်သာလဲပတိမခွာခဲ့၏လေကားထိတ်မှရက်တည်၍ မမိတ်လက်ကိုစံတန်းကန်းလှစ်ကကျိုးစုံနေလိုက်တော့တယ်။ဝိတာခက အပေါ်တာဓမ္မဒိန်နာရှိရာသို့လေကားအတိုင်းတက်လာနေချီပြီ။အခါတိုင်းနေများတွင် လေကားထိပ်မှကန်းလှစ်ထားတဲ့ခြေစနီးရဲ့လက်ကိုဆွဲကင်ကတက်လာမည်။သို့သောယခုအခါမှာတော့မတိဟန်မမိဟန်ပြူပြီးအပေါ်တက်သို့တက်ရောက်သွားတော့တယ်။ဟင်ဘာသဘောပါလဲ။ငါ့ကိုဇနီးအဖြစ်အတိမမပြုတ်လို့လားငါ့ဘောစိတ်ဆိုးသည့်ဟန်လည်းမရှိပါဘူး ကဲပါလေထမင်းစားတဲ့အခါတိရမှာပေါ့ဝိတာခာတထေသည်နေ့စဉ်ဓမ္မဒိနာနှင့်အတူတကွာသာထမင်းစားလေးရှိသူဖြစ်၏သို့သော ထမင်းစားချိန်ရောက်သည့်အချိန်လာရောက်ခေါ်ငင်ခြင်းမရှိတော့သောအခါမဖြစ်ချေဘူးထမင်းစားဆောင်ကိုတွားကြည့်အောင်မှထင်သည့်အတိုင်းပင်ဝိတာခာတထေသည်ယဟန်တော်တပါကဲ့သို့တည်ငြိမ်မှုဖြင့်တယောက်ထဲစားတော့နေလိမ့်မည်ဟွန်းနေနေအောင်ပေါ့ ညာချမ်းအခါကာလမှာတည်ရစေမယ်။ဓမ္မဒိန်နာစိတ်တဲ့ဂတိကအောင်နဲ့ခြေကလေးဆောင်ကလက်ထွက်ခဲ့တော့ဤ။ညာချမ်းအခါတို့ရောက်လေတော့ဝိတာခတထီသည် မောင်နဲ့နှဖို့အပျော်ကြီးပြော်ရာကြက်တီတိုက်ခန်းသူမွေ။အခြားအခန်းငယ်တစ်ခုကိုတုတ်တင်ရှင်လင်းစီကဂရင်းညောင်ဆောင်ငယ်တစ်ခုကိုခင်းစီလျက်တယောက်တည်းအိတ်ဆက်လီတော့ဤ။သူကဓမ္မဒိန်နာလေလွန်စွာစိတ်မသက်မသာဖြစ်ရတော့ဤငါဤယောက်ျားသည် ပြင်ပမှာတစုံတယောက်သောအမျိုးသမီးအပေါ်၌တင်ညွတ်နေပြီလောထို့သူလည်းမဖြစ်နိုင်ဝိတာခတတိသည်အစဉ်အမြဲဖြောင့်မန်စွာတရားသဖြင့်နေထိုင်ခဲ့သည်ကြီးဖြစ်၏သူဆိုလေအပေအကြောင်းရှိလေသည်။ငါသည်လည်းတစုံတရာအပြစ်မလုပ်ခဲ့ပြီတစုံတယောက်သောသူကစိတ်ဝင်ကွယ်အထင်မြင်လွဲအောင်ပြောဆိုထားလေသလိုသူ့လိုသူ့လိုအတွေ့များနှင့်အိတ်ဆက်၍မပြောနိုင်ဖြစ်ရသူကဓမ္မဒိန်နာ ညာချက်အခါဝင်းပတ်စွာတာနေသည့်လာမင်းကြီး၏အယောင်ဝါကလည်းသူ့ရင်ကိုမအေးမြနိုင်ခဲ့ပါချင်။သူဖြင့်နောက်တရက်ကိုလည်းထုံနီးတူစွာလုံမြောက်ကုန်ဆုံးခဲ့ပြီးတော့ဒီတိုင်းတော့မဖြစ်ချေဘူး။မျက်နှချင်းဆိုင်မေးမြန်းမှတင့်တော့မယ်။ဆုံးဖြတ်ခြင်းနဲ့အတူဝိတာခတတိရှစ်မောက်တွားရောက်ပြီးလေမေးမြန်းမှုပြုတော့၏။အရှင်အိအမူယာများကထူးခြားစွာစိတ်ကားနေပြီ၏။အဘယ်အကြောင်းကြောင့်ပါနည်းပြောပါအောင်လော။ ကျွန်ုပ်အပြင်တစုံတယောက်တော့သူကိုချစ်ခင်နေသလိုဓမ္မဒိန်နာရှင်မှာငါတွေဤကဲ့သို့ လော်လီဖောက်ပြသောစိတ်မရှိပါသို့မဟုတ်လင်တစုံတယောက်တော့သူကစိတ်ဝမ်းကွဲစီအောင်ပြုထားပါသလိုရှင်မှာတင်းနဲ့ငါအားစိတ်ကွဲပြအောင်ပြုလုပ်နိုင်သူမရှိထို့သို့ဖြစ်လင်အကျွန်ုပ်ဤအပြစ်တစုံတရားရှိနေပြီမဟုတ်လောရှင်မှာတင့်တွေအပြစ်ဟု၍မြုံမြပြီမရှိချေအရှင်သို့ဆိုလင်ပြောချေလော့ အဘဲကြောင့်များကျွန်ုပ်ကိုစကားမစူတကူတဲ့တိတ်ဆိတ်စွာ နေထိုင်ရသည်။ထို့သူတိုက်ရိုက်မေးမြန်းလာသောအခါဝိတာကတတိအတွက်လည်းစဉ်းစားစရာဖြစ်လာရကြတော့၏။ငါတိမြင်ရရှိထားတဲ့လောကုတ်တရားတရားသည် အရစကားကဲ့သို့ပြောကြားတဲ့သောစကားမျိုးမဟုတ်။ရှုပ်ဝဲထားသည့်နေသားဖြစ်၏။သို့တော်လည်းဇနီးဖြစ်သူအားမရှင်းပြပဲနေလေသောသူအားကိုယ်စိတ်ပင်မဆင်းရဲအောင်ညင်းဆဲတဲ့ကဲ့သို့ဖြစ်ချေမိ။ထို့ကြောင့် ဝိတာခာတတိလေမယားဖြစ်သူအားပွင့်ပွင့်လင်းလင်းပြောကြရတော့၏စစ်နမငါသည်မြတ်စွာဘုရားရှိ၏တရားတော်ကိုနာယူ၏နာဂာမိဖို့သို့ဆက်ရောက်ခဲ့လေပြီ ထို့သောသောလောကုတ္တရာတရားတို့ကိုတုံးချိန်တုံးကားတင့်မြင်လေးပြည့်သူအဖို့လောကီတလေအပြုတ်မှုများနှင့်လားလားမြမတင့်တော်ချေထို့ကြောင့်ငါသည်ရရှိထားသောတရားနှင့်သာ မွေ့လျော်နေတဲ့နေချင်းဖြစ်ပါ၏နမဓမ္မဒိဏ္ဍာ ငါတို့ရှိဆက်ရမည်လန်ခီနီယန်တွေကိုငါပြောပြမည်တနေ့မှာငါတို့ပိုင်ဆိုင်သည့်ဂရေ80တို့အတပြားတို့ကိုတင့်တယောက်တည်းတင်ပိုက်ယူဆောင်ပါလောပြီးလျင်တင်သည်အေအီအကြီးကဲအယာယူလျက်ငါဤအမိကဲ့သို့၎င်းအမကြီးကဲ့သို့၎င်းနေထိုင်ပါလောငါသည်တင်ပေးကျွေးသည်မကူသာ စားတော့၍ရောင်ရဲတင်းတိမ်ပါမည်အရှင်နောက်တနည်းကိုပြောပါအောင်ချင်းနမဓမ္မဒိန်နာ တင်ဒီပထမနေ့အတိုင်းမပြုတ်လိုပါကပိုင်ဆန်သမျှယူဆောင်ကမိဘရထံသို့ပြန်ချေလောနောက်အိမ်တော်ပြုတ်လိုကလည်းပြုတ်ပါလောဓမ္မဒိန်နာလေထိုစကားတို့ကိုကြားလီတော့တာမန်ယောက်ျားတယောက်သည်ဤစကားမျိုးကိုပြောနိုင်မည်မဟုတ် အရှင်တထီသည်အမှန်တကယ်ပင်လောကုတ္တရာတရားတူကိုထိုရင်သိမြင်လေပြီတည်းငါသည်လည်းညံ့ဖင်းသူမဟုတ်ချေတကားအရှင်မေးပြစီအောင်လောကုတ္တရာတရားတို့ဟူသည် ယောက်ျားများသာရနိုင်တယ်လို့မိမများကိုကြိုးစားပါက မရနိုင်ဘူးလို့ဘက်နယ်ပြောပါလေဓမ္မဒိန်နာရှင်လူယဟန်ယောက်ျားမိမမိသူမဆူကြိုးစားအားထုတ်ပါကလောကုတ္တရာတရားတို့ကိုရနိုင်သည်ချင်းဖြစ်ပေ၏အရှင်ထို့သို့ဆိုရင်ကျွန်ုပ်အားဘိက္ခုနီယဟန်မှပြုတ်ခွင့်ပေးပါလို့သာသနာပေါင်းတို့ဝင်ရောက်၍ကမ္မထံတရားကိုကြိုးစားပါတော့မည်။ကောင်းပြီရှင်မကောင်းပါပြီ။ ငါဒီတင့်အားတရားလန်ခီးကိုပင်ရှောက်စီချင်ပါ၏တို့တော့တင့်စိတ်ကိုမသိသဖြင့်တိုက်တွန်းမှုမပြုမိခဲ့ယခုတော့တင့်ကိုယ်တိုင်ကတောင်းဆိုလာပြီမို့ငါကြည်သာစွာခွင့်ပြုပါ၏ထို့သောဆိုပြီးတော့မမိတာရာမင်းကြီးထံမှအခါစားဝင်ရန်အတွက်အိမ်မှထွက်ခွာခဲ့တော့၏ဓမ္မဒိဏဤဘိက္ခုနီပြုပွဲကိုခန္ဓာစွာစီမံပေးရခြင်းမီမင်းကြီးထံမှရောက်နေသောဝိတာခတတိအချိန်ခါမဟုတ်ပါဘဲ အဘဲကြောင့်ရောက်လာရသည်နည်းမြတ်တော်မင်းကြီး အကျွန်ုပ်ဤစနီဓမ္မဒိဏသည်ဘိက္ခုနီပြုပါတော်မူတထေဓမ္မဒိဏအတွေ့အဘဲအရာကိုအလိုရှိပါသည်နည်းတောင်းဆိုလောအရှင်မင်းကြီးရွှေထန်းစင်ကိုလိုချင်ပါသည်မြို့တော်ကိုလည်းတုတ်တင်ရှင်းလင်းပေးဆိုလိုပါသည်တထေတင့်စိတ်အလိုကြရပါလိမ့်မည်မင်းကြီးလည်းဝိတာခတထေကို ရွှေထန်းစင်ပေးကမြို့တော်ကိုလည်းတုတ်တင်ရှင်းလင်းပေးလေသည် ဝိတာခတတိသည်ဓမ္မဒိဏာအားနန္ဒရေဦးတို့ဖြင့်ရေချိုးတန်ရှင်းစေ၏ပြီးတော့တံမိုးကြီးလာတဲ့အစင်းတစားတို့ကိုဝစ်စားစင်စီပြန်နေထို့နောက်တွင်မှရွှေထန်းစင်ပေါ်ထိုင်စီပြီးဆွေမျိုးအချင်ရံများဝန်းရံလိုက်ပါစီလျက်ဘိက္ခုနီကျောင်း၌သို့ပို့ဆောင်ပေးလေတော့တယ်ဘိက္ခုနီကျောင်း၌သို့ရောက်လေတော့အရှင်မတို့ကျွန်ုပ်ဤကျင်ပေါ်ဓမ္မဒိဏာကိုဘိက္ခုနီပြုပေးတော်မူကြပါဖျားထို့အခါ ဘိက္ခုနီတို့ကလင်မယားဆေဆိုးရံဖြစ်ပြီးမကောင်းကြောက်ဖို့လှုပ်လာသည်အထင်နေတေကာတတိတခါနခါမမိတော့အပြစ်ကိုသီးခံတင်ပါသည်အရှင်မတို့ဓမ္မထိန်နာ၌အပြစ်တစုံတရာမရှိပါကိုတိုင်းကတဒါအလျောက်ဘိက္ခုနီဝိချင်းသည်ဆိုသည်ဖြင့်ပို့ပေးရခြင်းပါတေကာတတိသို့ဆိုလေဘိက္ခုနီပြုပေးပါမည်ကဲဓမ္မထိန်နာလာချီလောမန်ပါအရှင်မတို့ဖြင့် ဝင်းနီးအရာကျွမ်းကျင်လိမ့်မာတဲ့ထီထီတပါသည်ဓမ္မဒိဏအားတဆက်ပစ္စကကမ္မထံကိုဟောကြားပြီးလင်စံတို့ကိုပယ်ချရိပ်ဖြတ်၍ဘိက္ခုနီယဟမပြုပေးလီတော်တယ်လူဘဝကဓမ္မဒိဏသည် အစဉ်သဖြင့်လင်ဖြစ်သူဝိတာခတတိကိုအယုသေးပေးလက်အုပ်ချခဲ့ရ၏ယခုသောဝိတာခတတိသည်စိမ့်ဖက်နေသောဥပိအတိလီနီဓမ္မဒိဏထီမအားယုသေးလေးစွာစွာဥတိုက်လျှောက်ထားရလိမ့်မည် အရှင်မဖေဟာသာသနာတော်၌ပျော်မွေ့စွာနေတော်မူပါမြတ်စွာဘုရားရှင်၏တရားတော်သည်စလည်ဆုံးသုံးပါအစုံကောင်းချင်းကုန်နှင့်ပြည့်စုံတော်မူပါပေသည်ရည်ရွယ်ချက်အတိုင်းလောကုတ္တရာတရားဟုသိမြင်ရန်ကြိုးစားအားထုတ်တော်မူပါအရှင်မကောင်းဝါပြီတည်းကတတိတတိဝိတာခလည်းထို့သို့လျှောက်ကြပြီးတော့အိမ်တို့ပြန်ခဲ့လေတော့ဤပြုံမြင့်နုနယ်စေအွယ်ဥစ္စဘောယုတ်သောတတိကတော်ဓမ္မဒိန်နာ ဘိက္ခုနီဝေသွားပြီဟူသောသတင်းသည်ရာဇဂျူမြို့၌တောမီကဲ့သို့လင်စွာပြန့်နှံ့သွားခဲ့၏ချီကျူးစရာကောင်းလာပါရဲ့တို့များတော့ဒီအတွက်ရရောက်လာပြီ ဥပုံဆောင်မှုအတွက်တောင်မှအတော်အားယူရတော့ဟုတ်ပါရဲ့ဒီလိုအချိန်မှဘိက္ခုနီကို ပူဇော်ထိုက်ပါတယ်တို့ဖြင့်ဓမ္မဒိဏထရီမယဟန်ပြုသည့်နေမှာစာ၍မြို့သူမြို့သားများဆွေမျိုးမိတ်တင်ကဟာများကတပွဲပွဲဝင် လာရောက်လူရန်မှုပြုကြကုန်တော့တယ်။ထို့သူလူရန်သူပူဇော်သူများပြားလာတော့ကြောင်းမလဲမရှောင်သာလက်ခံရအခန့်စကားပြောရနဲ့တရားအထုတ်ခွင့်မရပဲရှိနေလေတော့တယ်။음ဒီတန်းဆက်နေသွားလို့မဖြစ်သေးဘူး။ငါ့ရဲ့ရည်ရွယ်ချက်မပြစ်ပဲနေရော့မယ်။တေကာဝိတာခသည်အိမ်၌နေရင်နဲ့လူဝိကြောင်နေပင်တရားသူကိုသိမြင်ခဲ့၏။ငါကယဟန်မဘုရားကိုရရှိခဲ့ပြီးမှ တရားသူသိမြင်အောင်ကြိုးစားအားထုတ်မှတင့်တော်မီလလာပါပေါ်များမှုအပေါ်မှာတာယာနေရမဖြစ်ထို့သောကြံစီစင်ကြင်မီလျက်ဥပစေစီယာဖြစ်သောထီရီမကြီးထံသို့သွားရောက်၍လျှောက်ထားလျော်တယ်အရှင်မဖျားတပည့်တော်မသည်ငါးပါးသောအာယုန်တို့ရှုပ်ထွေးပွေလျာဤဌာန၌မပျော်ပိုက်ပါ လူသူကင်းစိတ်ရာတောတောင်ရိပ်သို့ခွဝင်လိုပါသည်ဖျားကောင်းပြီဓမ္မဒိနာတောကြောင့်သို့သွားကြတာပေါ့ ဥပဇင်စီယာဖြစ်သူထေရီမကြီးလည်းဓမ္မဒိန်နာထေရီ၏စိတ်ကိုသိသည့်ဖြင့်တင့်တော်ရာတောချောင်းတစ်ခုကိုပို့ဆောင်ပေးလေတော်တယ်။ဓမ္မဒိန်နာထေရီလည်းတောချောင်းငယ်သူရောက်ပြီးတဲ့နောက်ကမ္မထံတရားကြိုးစားအထုတ်လျာပါရိညာရှင်းတန်ပြီသူမှမကြမီပင်ပရိတန်ပိတာ၄ပါးနှင့်တကွာအရဟတဖို့သူဆက်ရောက်ကယဟနာထေရီမှဖြစ်လေတော်တယ်။ငါကအာတဂောကုန်ကန်ယဟနာဖြစ်ခဲ့ပြီး ရာသူပြည်သူပြန်တော့အံထို့အခါငါ့ကိုအမိပြု၍လူအများကုသိုလ်တရားတိုးပွားကြပါလိမ့်မည်ထို့သို့ဆင်ကျင်၍ဥပဇေစီယာဖြစ်သော ထရီမကြီးကိုပင်ဆောင်က ရာသူမြို့သို့ပြန်ခဲ့လေ၏ဓမ္မဒိနာထရီမရာသူမြို့ကိုပြန်ရောက်လာပြီတဲ့အလိုတရားအထုတ်ဖို့တောချောင်းသွားတယ်ဆိုဘက်နဲ့ချက်ချင်းကြီးပြန်လာရပါလေဓမ္မဒိနာထရီမရာသူပြည်သို့ပြန်ရောက်ပြီဟူသောတည်ရင်သည် တယောက်စကားတယောက်နာနဲ့တမျိုးလုံးတို့လင်းမြန်စွာပြည့်နှံ့သွားလေတော့ဤဝိတာခတထီလေထိုတည်စကားကြားသည်ဖြင့်ညနေချင်းအခါဘိက္ခုနီကျောင်းသို့ထွက်လာခဲ့၏သာသနာတော်၌မွေ့လျော်မှုရှိမရှိသိအောင်မေးမြန်းရပေမည်သို့သောတိုက်ရိုက်မေးမြန်းမှုမပြုဘဲလောကုတ္တရာတရားသူတိမြင်သူ ပုဂ္ဂိုလ်တို့သာဖြေဆူနိုင်တဲ့အမေပု္ပ္ပာပြတနာကိုမေးလျှောက်ပြီးတော့အဲဝိတာခတထီလေဓမ္မဒိနာထီအင်းဤ ချီးကပ်ပြီးလင်အရိယာပုဂ္ဂိုလ်များသာဖြစ်ဆိုနိုင်တဲ့မိဂူများကို မေးမြန်းလေတော့တယ်။ဓမ္မဒိနာထရီမာသည်တန်တရက်ဖြင့်ကြာရိုးကိုဖျက်တဲ့ကဲ့သို့မိတိုင်းမိတိုင်းသော ပြည်တနာပု္ပ္ပာများကို မဆုံမဆိုင်မံကန်စွာဖြစ်ဆိုနိုင်လေ၏။မဖြစ်နိုင်စရာလည်းမရှိပါချေ။မေသူဝိတာခသည်အနာဂတ်ပုဂ္ဂိုလ်သာဖြစ်၍ဖြေသူဓမ္မဒိနာထရီကယဟန္တာထရီဖြစ်ခဲ့ပြီ။ဝိတာခတတိသည် မေယီမေယီ ယဟန္တာပုဂ္ဂိုလ်နေသာတက်ဆိုင်တဲ့ပြဿနာကိုမေးမိတော့၏အရှင်မနိဗ္ဗာန်ဤပြိုင်ဘက်ကအဘယ်နည်းထိုအခါထီရီမလည်းဝိတာခာဤမေကိုပေါင်ကျော်သွားပြီကိုသိသည်ဖြင့်တေကဝိတာခာတေဤဤမေကွန်သည်တေရရှိထားသောတရားအစစ်နှင့်မြင်သော မေကွန်ဖြစ်ပေ၏နိဗ္ဗာန်တီကပြိုင်ဘက်မရှိသောတရားသည်တေကဝိတာခာတိလတမာရီပညာရီဟုသောမြတ်သောအကျင့်တို့သည်နိဗ္ဗာန်သို့သာလျှင် ဥတီရှိရှု၍သွားကုန်၏နိဗ္ဗာန်သို့သာလင်ရောက်ရှိအဆုံးသတ်ကြကုန်၏တေကာဝိတာခငါဤအဖြစ်မမမှန်ကိုဆုံးဖြတ်ရန်မှာတင့်အရာမဟုတ်တင်မဆုံးဖြတ်နိုင်ပေမြတ်စွာဘုရားရှင်ထံချီးကပ်လျက်လျှောက်ထားကြလောဓမ္မဒိဏထေရီကထို့သို့ပြတ်သားစွာမိတ်ကြလေသောဝိတာခတတိလေဥတိုက်ရှိကို၍ထွက်ခွာသွားခဲ့ပါ၏ သူဤဥတ္တရာကမြတ်စွာဘုရားရှင်တည်င်းသုံးတော်မူရာကြောင်းတော်စီသူဘုရားရှင်ထံမှသို့ရောက်ရှိလေတော်မမိကအမေပုံဓမ္မဒိနာထီရီကဖြစ်ဖို့အလုံးစုံကိုမြတ်စွာဘုရားရှင်အားလျှောက်ထားလေတော်၏ဝိတာခတတိလျှောက်ထားသည့်စကားကိုကြားသိတော်မူသောအခါမြတ်စွာဘုရားရှင်ကငါဤသမီးတော်ဓမ္မဒိနာထီရီမသည်အတိတ်ခန္ဓာကိုယ်ကို၎င်းအနာဂတ်ခန္ဓာကိုယ်၎င်းပိစုတ်ပံခန္ဓာကိုယ်၎င်း တက်မဲ့မှုမရှိတော့ခြေတကားထို့သူဟောကြားတော်မူသောဒေသနာဤအစုံ၌များစွာသောသူတို့သည်သောတာပတိဖို့သို့ဆက်ရောက်ကြ၏ကုန်တော်တွင်ထို့နောက်မှဖရာရှင်သည်ဓမ္မဒိန်နာထေရီအားတာရုကိုကောင်းကြီးပေးတော်မူပြီးလင်ဒေယကဝိတာခာဓမ္မဒိန်နာထေရီသည်များမြတ်သောပညာရှိပါပေ၏ထိုအမေကိုငါအားတင်မေးခဲ့လင်ငါလည်းဓမ္မဒိန်နာဖြေချသည်ကဲ့သို့ပင်ဖြေချရမည်သာဖြစ်၏ တရားဟောတောင်းသောဓမ္မဒိဏအားဖယားရှင်ကထို့သို့ပင်ချီးမွမ်းတော်မူလေ၏။နောက်တစ်ချိန်ဝယ်မြတ်စွာဘုရားရှင်သည်တာဝတိပြည်မူဇေဒဝင်ကျောင်းတော်၌ဂိမ်းအောင်မွေလျော်တော်မူစဉ်ဘိက္ခုနီတို့ကိုဧတတရာလူထားတော်မူရာယဟန်တို့တရားဟောခြင်းမှာလိမ္မာကြသည့်ငါဤတပြိမာတာဝိကဘိက္ခုနီတို့တွင်ဓမ္မဒိနာဘိက္ခုနီသည်အတအဆုံးအမြဆုံးဖြစ်ပေ၏ထို့သူချီကျူးမွေးမွေတော်မူ၍ တရားဟောကောင်းသောအရာဝေအတာဆုံးအမြတ်ဆုံးဓမ္မဂတိကဧတတရာလူ၌ခြားတော်မူလီတော်တယ်ပရိသတ်များရှင်အခုဖတ်ပြတင်ဆက်ခဲ့တဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲရှင်နောက်ဆက်စင်ဒီမှာလည်းဒီလိုစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုဖတ်ပြတင်ဆက်ပြီးမှဖြစ်လို့ကျမတို့ရဲ့ channel ကို like and subscribe လုပ်ခဲ့ပြီးပြီးတော့အားပေးဆက်မြော်နာဆင်ပေးပါအောင်ရှင်ကျေးဇူးတင်ပါတယ်ရှင်